မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဟုတ်ကဲ့ပထမပိုင်းပေါ့ဗျာဟုတ်ကဲ့ဆိုမနေ့ကတော့2013နောက်ဆုံးဒီနေ့ကတော့2014ရဲ့ပထမဆုံးကျွန်တော်တို့သတင်းစာတွေဖတ်ကြားခြင်းအစီအစဉ်ပါဟုတ်ကဲ့အဲဒီပထမပိုင်းမှာတော့ဒီသတင်းစာမျက်နှာဖုံးလေးတွေမှာတော့ Happy New Year 2014ပေါ့ဗျာဟုတ်ကဲ့2014ရောက်ပြီဆိုတာတွေနဲ့ဒီငွေကြေးအကျဉ်းသားတွေလွှတ်ပေးတဲ့ကိစ္စတွေဒါတွေပဲများပါတယ်ဗျာဟုတ်ကဲ့ပါဒီမြမအလင်းသတင်းစာမှာလည်း ဒီနိုင်ငံတော်သမ္မတဦးသိန်းစင်ရရေဒီယိုအစီအစဉ်မှာမိကုန်းပြောမယ်ဆိုပြီးတော့ဟုတ်ကဲ့ဒါလေးပေါ့နော်အဲဒီမနေ့ဖန်အဲပြောပါတော့မယ်ဆိုတော့တခြားဒီ popular news မှာလည်းဟလာနေ့တည်တကားကိုဒွန်ကြီးချန်တာကိုပုံပြနေဖွင့်နေပေါ့ voice မှာလည်းဒါတွေပါပဲအာနေ့ရှိထောင်နဲ့ကြာခံနေရတဲ့ထောင်လန်းကြီးများဇန်နဝါရီပထမပတ်အတွင်းလွတ်မြောက်ပြီးခေါင်းကြီးမှာစလုံးမဲကြီးနဲ့ပေါ့နော်ဟုတ်ကဲ့ထောင်လန်းကြီးတွေလည်းပါလာထောင်လန်းကြီးတွေကတော့ဆက်လွတ်မယ်ဟုတ်ကဲ့ daily 11မှာကတော့ KU KIA နဲ့ရှမ်းလန်းနိုင်ငံအဖွဲ့များအပါအဝင်နိုင်ငံရေးကျင်းသားရှင်းဝင်35ဦးနော်သမရာကြီးနိုင်ငံရေးဆက်နွယ်မှုနဲ့လူငင်းချမ်းသာခွင့်မှာပါဘေမဲ့ဒီတခြားပြည်မှုတွေနဲ့အဲ့35ဦးကထောင်ထဲမှာပြန်ကျန်နေတယ်လူမြောက်ဘူးပေါ့နော်ဆိုတော့ popular new မှာတော့9ဦးပဲလို့လူမြောက်တယ်လို့ပြောတယ်ဗျနိုင်ငံကျင်းသား9ဦး6ဦးပေါ့နော်ကျန်တာတွေကတော့ကျန်နေသေးတယ်ဆိုပြီးတော့ပြောတယ်ဟိုပြောရရင်တော့နှစ်တက်မှာလဲနိုင်ငံကျင်းသားကုန်တော့မလို့သေးဘူးပေါ့ဗျဟုတ်ဘာများရှိမလဲခင်ဗျဒီ ဒီနေ့ကတော့ Washington Post ကဒါအာဘော်လေးတခုကျွန်တော်ဖတ်ပြခြင်းပါတယ်။သူကတော့ပြောထားတာတော့ဒီမြန်မာပြည်ပေါ့ဗမာအစိုးရပေါ့မြန်မာအစိုးရကတကယ်စစ်မှန်တဲ့ဒီမိုကရေစီကိုရွေးချယ်မလားဆိုပြီးတော့မေးခွန်းထုတ်ထားတာပါ။ဟုတ်ကဲ့။ဒါတော့သူပြောထားတာတော့ခဏနိုင်ငံရေးအကျဉ်းသားလွတ်တာတွေရောဘာတွေရောပေါ့ဗျာ။အဲ့တော့သူပြောတာကတော့ဒီအီဂျစ်တို့ဘာလို့မှအခုဖြစ်နေတဲ့ဟာကိုကြည့်မယ်ဆိုလို့ရှိရင်ねအခုလက်နောက်ဆုံးပေါ်ဒီအာနာရှင်ရဲ့ဒါဖက်ရှင်ပေါ့ဗျာနောက်ဆုံးပေါ်အာနာရှင်ရဲ့ဖက်ရှင်ကတော့ ဒီမိုကရေစီကိုဒါတက်နိုင်သလောက်ဒါဒီမိုကရေစီဒီမိုကရေစီသမားရောင်ဆောင်တော့ဗျာဒါကတော့နောက်ဆုံးပေါ်အာနာရှင်ရဲ့ဖက်ရှင်ပါအဲ့တော့အီဂျစ်ကတော့နမူနာပါပဲတဲ့သူတို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုရင်ဒါစစ်တပ်ကဒီအဆုံးဖြတ်ပေးနိုင်တဲ့နေရာမှာတော်တော်များများပါနေတဲ့အခြေမျိုးဖြစ်တယ်ပေါ့ဗျာဒါမြန်မာပြည်ရဲ့ constitution နဲ့လည်းဆိုင်ပါတယ်မှန်ပါတယ် तू ကဒါကြောင့်အီဂျစ်နဲ့စတာပါအဓိကတော့ဒါကြောင့်မလို့ तू ကပြောတာတော့ဒီအခုနှစ်ဒီ2014ရဲ့ရောက်ပါပြီတဲ့2014မှာအရေးကြီးတဲ့မေကွန်းကတော့မြန်မာပြည်မှာ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရကနေပြီးတော့မှဒီဘေးလန်းချောင်းကိုရွေးမလဲဆိုပြီးတော့ပြောပါတယ်အဲဒီတော့အစိုးရကတကယ်ပဲဒီမိုကရေစီလမ်းချောင်းကိုရွေးမလားဒါမှမဟုတ်ရင်ဟန်ပြเนาะဒီမိုကရေစီရောင်ဆောင်တဲ့လမ်းချောင်းကိုရွေးမလားအဲ့လိုမျိုးရွေးလို့ရှိရင် तू က Washington Post ဆိုတော့ American အစိုးရကိုလည်းမေးခွန်းထုတ်ပါတယ် American အစိုးရကရောအဲ့လိုဟန်ဆောင်ပန်ဆောင်နဲ့လုပ်နေတဲ့ဒီမိုကရေစီလမ်းချောင်းပို့တင်းကြီးခံပါမလားဆိုပြီး तू ကမေးခွန်းထုတ်ထားပါတယ်အဲ့တော့မြန်မာပြည်ကတော့ဒါအမေရိကန်အတွက်ဆိုရင်အရေးကြီးပါတယ်တဲ့ဘာဖြစ်လို့ဆိုတော့ဒါမဟာဗျူဟာယဒါအိန္ဒိယနဲ့ ဒါတရုတ်ကြားမှာလည်းရှိတယ်ထိုင်းနိုင်ငံနဲ့လည်းဒါကြားထဲမှာလည်းရှိနေတယ်ပေါ့ဗျာဒါမျိုးတွေလည်းအရေးကြီးတဲ့ကိစ္စတွေမှာရှိပါတယ်နောက်တစ်ခုကတော့ဒီဒေတာတွင်းမှာရောဒါတခြားနေရာတွေမှာရောလွတ်လပ်မှုတွေဒီနှစ်တွေအပိုင်းမှာလွတ်လပ်မှုတွေကန့်သက်ခံရတဲ့အချိန်မှာမြန်မာပြည်ရဲ့ဒီမိုကရေစီအပြောင်းအလဲဟာဒါမျှော်လင့်စရာဒါနေရာတစ်ခုပေါ့ဗျာဒါနိုင်ငံတနိုင်ငံအနေနဲ့တွေ့ရပါတယ်တဲ့ဒါမြန်မာပြည်အပြောင်းအလဲတွေကြောင့်သူကနောက်နည်းနည်းပြန်ရေးထားပါလေဘာဖြစ်လို့ဆိုတော့အဓိကကတော့နိုင်ငံတကာတန်ခတ်ပေးဆိုးမှုတွေကနေလွတ်မြောက်ချင်တာနဲ့ တရုတ်ကစီးပွားရေးအရလွှမ်းမိုးထားတာကနေပြီးတော့မှဒါရုံထွက်ချင်တာနဲ့မြန်မာပြည်ကဒါဒီလမ်းကြောင်းအစ်ကိုရွေးခဲ့တာပေါ့ဗျာဒါပေမဲ့အခုချိန်မှာဒီလာမယ့်2015ရွေးကောက်ပွဲကိုသူကရေးပါတယ်2015ရွေးကောက်ပွဲကျင်းပဖို့ရှိပါတယ်အဲ့ဒီ2015ရွေးကောက်ပွဲဟာသူရေးတဲ့အပေါ်နဲ့အဓိကသက်ဆိုင်တဲ့ကိစ္စပါတကယ်ပဲဒီမိုကရေစီကိုသွားမှာလားတောင်းမှို့ရင်ဟန်ပြသွားမှာလားဆိုပြီးမိကွန်းထုတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာဒေါန်ဆန်းစုကြည်ကိုတမရလုတ်ခွင့်ပိတ်ပင်ထားတဲ့ပုံမှန်တင်မကဘူးတဲ့ စစ်တပ်ကိုအီဂျစ်မှာလို့ပေါ့ဗျာစစ်တပ်ကိုအခွင့်အူးခံပေးထားတဲ့เนาะစစ်တပ်ကိုသွားထိလို့မရတဲ့เนาะတကယ်နေရာမှာပေးထားတဲ့ဟာမျိုးတွေဖြစ်နေတယ်25ရာခိုင်နှုန်းလို့ဟာမျိုးကိစ္စပါတယ်အဲ့ဒီဟာတွေအရေးကြီးအဲ့ဒီဟာမျိုးတွေလည်းအဲ့တော့2008ဖွဲ့စည်းပုံကိုမပြင်ဘဲနဲ့2015ရွေးကောက်ပွဲကျင်းပလဲဒါဟန်ပြပဲအလကားပဲဖြစ်မှာပဲဆိုပြီးရေးပါတယ်အဲ့တော့နောက်မြန်မာပြည်မှာတိုင်းရင်းသားပြဿနာတွေပေါ့ဆစ်စွာကိစ္စတွေကတကယ်တမ်းကြတော့လဲတိုးတက်မှုကနည်းနည်းပဲရှိသေးတယ်တဲ့နောက်တစ်ခုက ဒီဒီဘာသာရေးလူမျိုးရေးပြိပခါတွေကလည်းဆက်ရှိနေတယ်ပေါ့နော်အဲ့တော့ Mrs. Right ပြောသလိုဆိုရင်မြန်မာပြည်ဟာအပြောင်းလဲအတွက်အများကြီးလောက်အောင်မြဲဒီမိုကရေစီကိုသွားဖို့ခီးလမ်းမှာဝေးကြံပါသေးတယ်အဲ့တော့နှစ်မျိုးပါပဲတဲ့မြန်မာအစိုးရဒီမိုကရေစီကိုတဝက်တစ်ပြက်နဲ့ရက်ပြီးတော့မှဒါဘယ်အများကလက်ခံတယ်လို့သူတို့ကိုသူတို့ထင်နေမလားဒါမှမဟုတ်ရင်တကယ်ပဲဒီမိုကရေစီအတွက်တကယ်ပဲချီတက်သွားမလားဆိုတဲ့မေးခွန်းနှစ်ခုရှိပါတယ်အဲ့ဒီဟာကိုဒါကတော့သူကအမေရိကန်ဆိုးရအောင်မေးပါတယ်အမေရိကန်ဆိုးရရော ဒီခဏပြောတဲ့ဟန်ပြားလောက်နဲ့တဝက်တစ်ပြက်လောက်နဲ့ရက်ပြီးတော့မှအာနာတွေဆက်ထိန်းထားမဲ့ပုံစံမျိုးကိုလက်မခံနိုင်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြသဖို့အချိန်ရောက်ပါပြီဆိုပြီးတော့ရေးထားပါတယ်ဒါတော့ Washington Post ကအာပေါ်လေးပါဒီ The Boys ကပေါ့နော်ဟုတ်ကဲ့အဲဂျင်နာ6ဦးနှင့်တရားစွဲဆိုခံရသူ120ကျော်လူငယ်ချမ်းသာကွင်းပြူတဲ့ဟုတ်ကဲ့ဆိုတော့နှစ်ကုံမှာငငယ်ဂျင်နာအကုန်လွတ်မယ်လို့ပြောပေမဲ့တကယ်တမ်းလွတ်လာတာတော့ကျွန်တော်တို့6ဦးပေါ့ဟုတ်ကဲ့ဆိုတော့သူတို့ပြောပုံရဆိုရင်တော့ငငယ်ဂျင်နာစီစီကော်မတီက35ဦး ဒါသူတို့နိုင်ငံချင်းသားရှိတယ်ဆိုပြောတယ်အခု6ဦးလွှတ်လိုက်တယ်ဆိုတော့နှုတ်ကြည်ရင်တော့22ခုပေါ့ဟုတ်ကဲ့ဒါနိုင်ငံချင်းသားကြံနေသေးတယ်ဒါအပြင်လက်ရှိကိုတရားစွဲဆိုထားခြင်းခံရသူပုံမှန်78တို့အလေယာမြေကိစ္စတွေနဲ့လေအဲ့ဒါလည်း80ကျော်ရှိနေသေးတယ်ဆိုပြီးတော့နိုင်ငံချင်းသားဟောင်းများအဖွဲ့ဝင်ဥတက်ဦးကလည်းပြောတယ်ဟုတ်ကဲ့ဆိုတော့နိုင်ငံချင်းသားတွေကတော့မကုန်သေးဘူးပေါ့မကုန်သေးဘူးပေါ့ဗျာဟုတ်ကဲ့ အခုဒီဟာဒါတွေပါပဲကျွန်တော်တို့ဒီဟုတ်ကဲ့ပါ။ Thai ကနာမည်ကြီး The Nation သတင်းစာရဲ့ Editor အဘောကလည်းဒါပဲရေးပါတယ်။အထူးကတော့ဒီ2014ဆိုတော့2015ရွေးကောက်ပွဲကိုဒါသွားဖို့ဟုတ်ကဲ့။တစ်နှစ်ပဲကျန်တော့မဟုတ်ဘူး။ရွေးကောက်ပွဲအကျိုးတစ်နှစ်ပဲကာလပဲရှိတော့တယ်။အဲ့တော့မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းရေးမြန်မာပြည်ဒီမိုကရေစီရဲ့သွားရမယ့် key line ဟာတကယ်တော့အချိန်သိမ့်မကျန်တော့ဘူးဆိုပြီးပြောပါတယ်။အထူးကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စပါပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခဏလိုအင်မတန်ခက်ခဲတယ်ပေါ့ဗျာကျွန်တော်တို့ခဏခဏဖတ်ပြတဲ့ကိစ္စပါပဲဒါလွတ်တော်ရဲ့85ရာခိုင်နှုန်းကျော်ကထောက်ခံမှနောက်ပြီးတော့ပြည်သူစံနာခံယူပွဲမှာမဲပေးခွင့်ရှိသူအလုံးရဲ့90ရာခိုင်နှုန်းကျော်ကထောက်ခံမှဆိုတော့ကန့်သက်ချက်တွေအများကြီးရှိနေတယ်ဘာပဲပြောဒီအခက်ခဲတွေဟာဒီဒီခက်ခဲတွေကိုကြော်လွှားဖို့မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ဆိုတဲ့ဟာကအချိန်လည်းသိမ့်မကြံတော့ပါဘူးတဲ့2015ရွေးကောက်ပွဲအကြုံမှာတနှစ်ပဲကြံတော့တော့ပေါ့ဗျာသူပြောချင်တာတော့အဲ့တော့ဒါလေးက မြန်မာပြည်အတွက်အချိန်မရှိတော့ပါဘူးဆိုပြီးရေးထားပါတယ်ဒါအဲတနေ့ရှင်းကဒါသတိပေးလိုက်တဲ့သတိပေးခေါင်းလောင်းထိုးလိုက်တဲ့အားပေါ်ပါဟုတ်ကဲ့ပါဗျာအဲဆိုတော့ကျွန်တော်မှာ Daily 11ရကတ်တုန်လေးတစ်ခုရှိတယ် The Voice ကကတ်တုန်လေးပေါ့ဗျာဟုတ်ကဲ့နောက်ခုကျွန်တော်ပထမပိုင်းဗာဖတ်ပြအဲကျွန်တော် Daily 11မှာရွေးလိုက်ပါမယ်ဟုတ်ကဲ့ဆိုတော့ကတ်တုန်ဆရာကာလူရဲ့ကတ်တုန်လေးပါဒီမှာဒီတိုက်ပုံဝင်နေပေါ့ဗျာအဲလူကြီးတယောက်ကဒီမြေကြီးထဲမှာတဝက်တစ်ပြက်ဂျွင်းထဲမှာထိုင်းနေတယ် ဘိုင်းမြေဘိုင်းမြေဘိုင်းမြေပေါ့ဗျာဘလူဘိုင်းမြေဘလူဘိုင်းမြေမြေတွေကိုပြောတယ်လူတယောက်ကမေးတယ်ဆရာကြီးကတဲ့ဘောင်းမီဝက်လားလုံညီဝက်လားတဲ့ဆိုတော့ဆရာကြီးကပြန်ဖြေပါတယ်ဗျာအဲဘာမှမဝက်ပါဘူးတဲ့ဟုတ်ကဲ့ဆိုတော့ဒီဘာမှမဝက်တဲ့ကာတွန်းလေးတွေပဲအဲကျွန်တော်တို့ပထမပိုင်းရန်နာလိုက်ပါတယ်ခင်ဗျာဒုတိယပိုင်းဆောင်းမြော်ကြပါ